မင်္ဂလာပါရှင်ဒီနေ့ကတော့950ဇက်တော့ဧကတာနိဘက်တဲကနံပါတ်89မင်္ဂလာဇက်တော့အကြောင်းဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ဒီဇက်တော့ကတော့အဝတ်ပစိုးကိုကြွက်ခဲ၍တုတ်တန်တို့ဆွဖြစ်သည်ဖြစ်ယတိပိတကူကောက်ကမင်္ဂလာတရားဟောရတော့အဝတ်လက္ခဏာဖက်ပုံနာတာဖအကြောင်း အောက်ပါအတိုင်းဖော်ပြပေးထားတာပဲဖြစ်ပါတယ်ရှင်နတ်လူတို့ဤဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည်ဇေတဝန်ကျောင်း၌တည်င်းသုံးတော်မူစဉ် ရာဇချိုပြည်ဝအဝတ်လက္ခဏာကို ဖတ်တတ်သော ပုံနာတရားရှိလေ၏။ထိုပုံနာသည်မြင်တိုင်းကြားတိုင်းတွေ့တိုင်းသောမင်္ဂလာကိုယုံကြည်၏။ယရဏသုံးပါး၌ကြီးညိုခြင်းရှိ မိစ္ဆာအယူရှိ၏၊ကြွယ်ဝချမ်းသာ၏၊ညာသောသုံးဆောင်ရှိ၏။တနေ့တနေ့ပုံနာဤတတာတဲ့၌ထဲ့သားသောအဝတ်ပစိုးအစုံတို့ကိုကြွက်ကြိုက်လေ၏။ထိုအခါပုံနာသည်ဤကြွက်ကြိုက်သောအဝတ်ကမင်္ဂလာမရှိ၊သူရောမှနေသူ၏။ အိမ်၌မထားကောင်ကိုတိုင်းလည်းမတုံးဆောင်ကောင်သူတစ်ပါးလည်းမတုံးဆောင်ကောင်အိမ်၌ထားသူတုံးဆောင်သူတို့၌အကြည့်အကျယ်ပြည့်စည်လိမ့်မည်ဟုယူဆလေ၏တို့တွင်ကြည်ကျွန်စသောသူတို့ကိုပင်ယူထားမည်ဆို၍အပြစ်မခိုင်းပဲတားကိုခုံ၍၎င်းကြွက်ကြိုက်သောအဘပစိုးစုံကိုလက်နှင့်မထီရအောင်ဒုလန်တို့ဖြစ်ကောက်ယူကာအစင်းပြေရာတုတ်တန်တို့စွပြစ်ချပြီးလျှင်ခေါင်းကိုလျှော်၍လာလို့မာသားကတုတ်တန်တို့ပြစ်စေ၏ ပုံနာလူလင်လည်းအဖအစီခိုင်းတဲ့အတိုင်းငွေကိုကိုယူသည့်အလားတောင်ဝေးဆုံးဖြင့်ကြွက်ကြိုက်တော်ဝုပ်စိုးဆုံးကိုကိုယူကအစိမ့်ပြရာတုတ်တန်တို့တွား၍ဆွပြစ်လေ၏ထိုအခါမြက်စွာပြာကြွက်လာခိုင်းနေကြုံသည်ဖြင့်လူလင်ကိုမြင်လျင် လူလင်တုတ်တန်မှာဘာလုပ်သည်နည်းဟုမေးလေ၏ရှင်ကောရမကြွက်ကြိုက်တော်အဝတ်ပစိုးအစုံကို ဆွပြစ်ရန် လာပါသည်ဟုပြောထား၏ မြတ်စွာဘုရားသည်လူနေကိုမြင်စဉ်ပင်မွန်မြတ်သောဝတ်ပစိုးဖြစ်သည့်ကိုသိ၍ပန့်တကူကောက်ယူလေ၏။ထိုအခါပုံနာလူလင်သည်မြတ်စွာဘုရားအားအိုးရှင်ဂေါရမဤဝတ်ပစိုးအစုံသည်ကြွက်ကဲ့အပ်သဖြင့်မင်္ဂလာမရှိပါ။သူရောမှနေသူပါ၏။မယူပါနှင့်ဟုပြောကြားကာဒါမြင်စဉ်ပင်ဝင်လုံးဝန်ကျောင်းတော်သို့ကြွားတော်မူ၏။ပုံနာလူလင်လည်းအဖပုံနာကြည်တန်သွား၍ရှင်ဂေါတမယူသွားကြောင်းပြောကြားလေလျှင် ပုံနာကြီးလည်းဧဝပစိုးအစုံကိုတုံးဆောင်တော်ရန်ဂေါတမအားပြည့်စည်လက်တန့်လူအများက ပုံနာကြီးသည်တိလျံနှင့်မပြောကြမသားမြင်ဟုငါတို့အားကဲ့ရင်ကြလက်တန့်ဂေါတမအားတခြားအဝတ်ပစိုးများစွာကို ပေး၍ကြွက်ကဲ့အဝတ်ပစိုးအစုံကိုဆွပြင့်စေမည်ဟုကြံစီလျက်အဝတ်ပစိုးအစုံများစွာကိုယူကာတာဖာနေအောင်လုံးမြတ်စွာဘုရားထံတွားကြကုန်၏ ရောက်လင် ပုံနာကြီးတင်မြတ်စွာဘုရားအားအိုးရှင်ဂေါတမအစိမ့်ပြာတုတ်တံမှအဝတ်ပစိုးအစုံကို ကောက်တည်မှန်တလို့ဟုမေးတော့အခါပုံနာကြီးမှန်တည်ဟုဖြေ၏ဤအဝတ်ပစိုးအစုံကမင်္ဂလာမရှိပါသူရောမှနေတူပါ၏တင်သုံးဆောင်တော့တကြောင်လုံးပြစီလက်သက်ဆွပြစ်ပါသင်တို့မှမရှိရင်ပြေးဖို့ရန်တခြားအဝတ်ပစိုးများစွာကိုယူခဲ့ပါသည်ဟုပြောကြားလေ၏ ထိုအခါမြတ်စွာဘုရားသည် ပုံနာကြီးငါတို့မှာယဟန်ဖြစ်ကြသည်အစိမ့်ဖြစ်တော်တုတ်တန်၌၎င်းခရီးလန်း၌၎င်းတပြက်ရှိပုံ၌၎င်းရေချိုးစိတ်၌၎င်းသုပြစ်ထားသောဝတ်ပစုံနှံသည်တင်းမြတ်လှ၏တင်းသည်ယခုအခါ၌သာမင်္ဂလာမရှိဟုအယူရှိသည်မဟုတ်ရှေးအခါ၌လည်းအယူရှိခဲ့မူပြီဟုမိတော်မူကားအောက်ပါအသိစက်ကိုစောင်းတော်မူသည်နိုလေပြီးသောအခါမဂရတိုင်းရာဇဂိုပြည်ဝဲ ဝိမိကအမိတော်မင်းမင်းပြုတည်ရှိတော်ဖျားလောင်းဒီဩဒေဇာပုံနာမျိုး၌ဖြစ်၍လိမ္မာတော်ရွေတို့ရောက်လျင်ယတိယဟန်ပြုလျက်အဘိညာဉ်၅ပါးတမဘက်၈ပါးတို့ကိုဖြစ်စေ၍ဟိမွန္တာအရွယ်နေလေ၏တယံတော်အခါယတိသည်ရာဇချိုပြီးမင်းဥယင်တော်တို့တွား၍နောက်တနေ့၌မြို့တွင်သို့စွန့်ကံဝင်လက်တော်မင်းကြီးမြင်လျင်ကြီးညိုသည်ဖြင့်နန်းတော်တို့ပင့်စေ၍စွန့်ကြွေးပြီးလျင်ဥယင်တော်၌အမြဲနေရန်လျှောက်ထား၏ ယတိလည်းဝန်ခံ၍ဥယျာဉ်တော်၌နေလေ၏ထိုအခါရဇဂျုံမျိုးပဲအဝတ်လက္ခဏာကိုဖတ်သက်တော်ပုံနာတယောက်ရှိလေ၏ထိုပုံနာသည်တိတ္တာ၌ထအပ်တော်အဝတ်ပစိုးအစုံကိုကြွက်ကြိုက်သည့်ဖြင့်တားလွလင်ကိုအစိမ့်ပြရာတုတ်တန်၌ပြစ်เสียရာ မြင်းเสียရာယတိသည်ပဲ့နကူအဖြစ်ကောက်ယူလေ၏လွလင် ပုံနာသည်အဖကိုပြောကြရာပုံနာကြီးသည်ဥယျာဉ်တော်သို့သွား၍ယတိအား အတင်ရတိတင်ကားယူခဲ့သောအဝတ်ပစိုးအစုံကိုစွပစ်ပါလော့တင့်မှမပြက်စီးပါစေနှင့်ဟု ပြောကြလေ၏ယတိလည်းပုံနာကြီးအားပုံနာကြီးငါတို့ကမြင်တိုင်းကြားတိုင်းတွေ့တိုင်းတော့မင်္ဂလာကိုမယုံကြည်၎င်းမင်္ဂလာကိုဖះပစ္စေကဗုဒ္ဓအလောင်းတို့သည်မချီးမွမ်းကြကုန်ထို့ကြောင့်ပညာရှိတို့သည်မြင်တိုင်းကြားတိုင်းတွေ့တိုင်းတော့မင်္ဂလာကိုမယုံကြည်ကြရာဟုတရားဟောလေ၏ ပုံနာကြီးလည်းတရားတော်ကိုနာရလျင်မိစ္ဆာအယူကိုဆွံ့လောက်ကယတိကို ကိုးကွယ်လေ၏ယတိလည်းမြုပ်လျော့တော်ဆန်ရှိသည့်ဖြစ်၍တေလွန်တော်အခါမြမပြည်တို့လားလေ၏မြတ်စွာဘုရားသည် အထက်ပါအသိစက်ကိုစောင်းတော်မူ၍ပုံနာတအဖတို့အားပုံနာကြီးယန္တာပုဂ္ဂိုလ်တို့ကကောတုဟလမင်္ဂလာကို၎င်းနေကျက်ခြင်းလာကျက်ခြင်းနက်ခတ်ကျက်ခြင်းဥက္ကာကျခြင်း အရက်လောင်ချင်းတို့ကို၎င်းအိမတ်တို့ကို၎င်းလက္ခဏာတို့ကို၎င်းပယ်ပြတ်အပ်ပြီးကိလေသာတို့ကိုပယ်ပြတ်အပ်ပြီးဤလောကသို့ပฏิတန်နေဖြင့်တပံပြန်မလာတော့ပြီဟုဟောတော်မူ၏တစ္ဆာကို ပြုတော်မူသည့်အစုံ၌ပုံနာသာဖာတို့သည်တောတပတိဖို့၌တည်ကြကုန်၏ဤတို့လျင်မြတ်စွာဘုရားသည်အတိတ်ပစ္စုပန်နှစ်တန်သောဝတ္ထုတို့ကိုအနုတန်နေဆက်ဆက်တော်မူလျက် ယန်းတို့ထိုအခါဘုံနာတာဖာသည်ယခုအခါဘုံနာတာအဖယတိသည်ငါဖျားဖြစ်လာပြီဟုဇက်ကို ပေါင်းတော်မူသည်မင်္ဂလာဇက်တော်ဤတွင်ပြီးခုလိုဖပြခွေရအောင်ကျေးဇူးပြုပေးခဲ့ကြသူများအလုံးကိုထူပဲကျေးဇူးတင်ရှိပါတယ်ရှင်နားထောင်ပေးကြသူများအလုံးလည်းနှလုံးစိတ်ဝမ်းဤကြံကြပါစေ။